စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့အေယဝဒီမြစ်ဘေးကစကိုင်းမတလေးလမ်းပိုင်းဟာဖြတ်အပြင်းငလင်ကြီးတန်းကြောင့်ဆိုးဆိုးရွရွပျက်စီးသွားပြီးခရီးသွားပြည်သူတွေအတွက်အန္တရာယ်ရှိတဲ့အနေအထားမှာရှိနေပါတယ်နှစ်လမ်းသွားဖြစ်တဲ့စကိုင်းမန္တလေးလမ်းပိုင်းဟာကြီးမားတဲ့ပတ်ကြားအကြောင်းကြီးတွေဖြစ်သွားတာ မြေသားကျွံကြတာတွေဖြစ်ခဲ့တာပါ။သကိုင်းသွားတဲ့အသွားလန်းကတော်တော်လေးအန္တရာယ်များတယ်။အချိန်မရွေးနေပြီးကျွံသွားနိုင်တယ်လို့လမ်းပိုင်းကိုဖြတ်တန်းသွားလာခဲ့သူအမျိုးသမီးတဦးကပြောပါတယ်။လက်ရှိမှာတော့ခရီးသွားတွေဟာနှစ်လမ်းသွားတဲ့ကသကိုင်းဘက်ကနေမန္တလေးဘက်အပြန်လန်းအချမ်းကိုသာသွားလာရေးအတွက်အသုံးပြုနေရတယ်လို့သိရတာပါ။ဒါပေမဲ့အဲ့ဒီအပြန်လန်းဘက်အချမ်းကလည်းမြေသားကျွံကြနေတာကြောင့်ရင်အစည်းရဲ့အများပြတပြိုင်တည်းသွားလာဖို့ဆိုရင်တော့သတိပြုရမယ့်အခြေအနေမှရှိတယ်လို့သိရပါဗျ။ မန္တလေးကနေစကိုင်းပတ်စီသွားတဲ့လမ်းပိုင်း၃ခုရှိပြီးစကိုင်းမန္တလေးကန္နာလန်စကိုင်းမန္တလေးတောင်မြို့လန်မြင့်ငယ်စကိုင်းလန်းတို့ပဲဖြစ်ပါတယ်။ငလင်ကြောင့်ပြည့်စည်ထိခိုက်သွားတာကစကိုင်းမန္တလေးကန္နာလန်ပါ။ဒါကြောင့်ငလင်ဘဟုချက်အနီးကစကိုင်းမြို့စီကယ်ဆယ်ရေးနဲ့ကုညီရေးတွေဟာကြံတဲ့လမ်းပိုင်းနှစ်ခုတည်းကစကိုင်းမန္တလေးတောင်မြို့လန်ကိုပဲအဓိကထားသွားနေရပါတယ်။ငလင်တံမကြုံရခင်ကစကိုင်းမန္တလေးကန္နာလန်ဟာ နှစ်လန်းသွားဖြစ်ပြီးရင်ကြောရှင်းတဲ့အတွက်ခရီးတွင်တဲ့လမ်းလေးဖြစ်ပါရဲ့ရှင်။စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံ၊ဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကိုင်နေရမပြောင်းရွှေ့ကြပါနဲ့။